မမတက်လီဝေရှင်ပရိသတ်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တဲရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားပါအောင်ရှင်စက္ကန့်စီညာကျောအသေးခံခန်းစစ်စကန်းကို AA ပူပေါင်းတက်တင်ပိုင်ဆက်သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပဲခူးတိုင်းပထမမြို့နယ်ရှိစက္ကန့်စီအသေးခံခန်းစစ်စကန်းညာကျောကိုအာရခတက်တော် AA နဲ့ပူပေါင်းတက်ဖွဲ့များကထိုးစစ်ဆင်ဝင်ရောက်တင်ပိုင်လိုက်ကြောင်းသိရှိရပါတယ်ညာကျောစကန်းကို ီကန်ဒီမန်လာစနေရနေ့မှာအေအေနဲ့ပူပေါင်းတက်ကောင်အပြည့်အထံထိုးစစ်ဆင်တက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကစင်ကလေးအားထွက်ပြေးသွားပြီးမန်လာ7ရက်နေ့မှာစခန်းကိုသိမ်းပိုင်နိုင်ခဲ့ကြောင်းသတင်းရှင်းမြစ်ထံမှသိရှိရပါသည်ညာကျိုးကိုစစ်ကူတွေပို့ပေမဲ့လမ်းမှာပိတ်ဆို့ထားတော့အကူအညီမဖြစ်ဘူးအတုံးလိုက်ထွက်ပြေးကြရင်တက်ပြတ်နေတော့အသိန်းခံလိုက်ရတယ်လို့ကြားတယ်ဆက်တက်လေဒီနဲ့လေရင်ပစ်ကူကမထင်ရဘူးပွိုင်ဖိုင်နဲ့ပြစ်ချနေတော့စစ်ကူကမထင်ရဘူးလို့စင်ရဲတင်းစင်မြက်ကပြောပါတယ် င်အား300ခန့်ရှိညာကျိုးစစ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှကြာဖူချောင်းအတိုင်းထွက်ပြေးသွားပြီးတချို့တပ်ဖွဲ့ဝင်များမှနောက်ခြေထောက်ဘက်ကိုထွက်ပြေးသွားကြောင်းဒေသခံများထံမှသိရှိရပါသည်။ညာကျိုးစကန်မှာစက်ကောင်စီတပ်ဖွဲ့ဝင်အချို့ကညာကျိုးစကန်အနီးရှိချင်းကုန်းစကန်တို့တွားရောက်ပူပေါင်းကပြန်လည်ကုကန်နေသည့်အတွက်ချင်းကုန်းမှလည်းတိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါသည်။ စကန်နေတိုက်ပွဲအတွင်းစစ်ကောင်စီ၏စစ်ကြောမှုအပါအဝင်တပ်ဖွဲ့ဝင်30ခန်းနှင့်လက်နက်ခဲယမ်းများကိုအေအေပူပေါင်းတပ်ကတိမ်မန်းရရှိထားကြောင်းတရင်ရင်းမြစ်ကအသိပေးထားပြီးမြန်မာလူ channel အနေနဲ့ဆက်လက်တည်ပြနေဆဲဖြစ်ပါသည်စစ်ကောင်စီကညောင်ကျစကန်ကြာကနေမှာညောင်ချေတောင်းနှင့် MS6 ကကွဲရပစ္စည်းဆက်ရုံကပါစာ6အတွင်းသို့အမတ်စင်စင်စစ်တင်နန်းစင်တင်နန်းသား600ခန်းကိုအင်အားဖြည့်စစ်ကူပို့ထားကြောင်းသိရှိရပါသည် ပေကတိမလာစနေရနေ့ကညာဇိုးတိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရသူများနှင့်တိဆုံသူများကိုအုံရှိပင်မှတဆင်ပြည်မျိုးနယ်အတွင်သို့ပြန်လည်တည်ဆောင်လာပြီးထိခိုက်ဒဏ်ရာရရှိသူများကိုရွှေတောင်တပ်စေးရုံသို့ပို့ဆောင်ခဲ့ပေမယ့်စေးရုံမဆန်၍ပြည်သားကဆာနေပြည်မျိုးနယ်ခမ်းမတို့မှကရင်များထဲကယာယီစေးရုံဖွင့်လှစ်ကူတာနေရာကြောင်းဒေသခံများထံမှသိရှိရပါသည် ညာကျိုးစကန်းချသွားပြီဖြစ်တဲ့အတွက်အေအေးထိုးစင်မှချင်းကုံမှ၃၀ညောင်ချေတောင်းသူဦးတည်နေပြီးကာကွယ်ရေးပြစီဆက်ရုံများဖြစ်ကြသည့်ကာမဆာ၅ကာမဆာ၆ကမစာကိုထံသို့ထိုးစစ်ရရှိလာမည်ကိုစစ်ကောင်စီကအထူးစိုးရင်ကမော်ဘီအခြေဆိုင်တရဲများကိုပါစစ်ကိုအင်အားဖြင့်အသိပြင်းစင်ထားကြောင်းသိရှိရပါသည်။အေအေကတောင်ကုန်းတောင်ပေါ်ကြီးစခန်းမှတဆင်ဘကိုတန်းအဆက်ဗရောင်းမြို့နယ်ထဲစီမိုတီတာပကံကွေနတ်တောင်တာဝါတိုင်းကုန်းနှင့်ရခုညောင်ကျွတ်ခန့်စစ်စခန်းတို့ကိုပါတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိမှာရခိုင်ပြည်နယ်အတွင်းရှိစားဖြူနယ်စစ်တွေမျိုးတို့ကိုပါတပြိုင်တည်းထဲထိုးစစ်ဆင်နေပြီးအေယာဝတီရခိုင်အစက်တာပေါင်းနယ်ငတိုင်းချောင်းတို့မှလည်းစည်ရဲတဲမှလည်းရရှိကမကွေးရခိုင်အစက်ငဖဲမျိုးနယ်ရှိအများတပ်များကိုပါထိုးစစ်ဆင်လျက်ရှိပါလိမ့်ရှင်ဆလတ်ပင်ဖလန်းမျိုးကိုအပိသက်သိမ်းယူနိုင်ရေးတိုက်ပွဲမှာစစ်သားများအဆင်ဖမ်းမိပြီးလက်နက်ခဲရများလည်းတင်ဆက်ရရှိနေစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည် ချင်းပြည်နယ်ဖလန်းမျိုးစီလက်ကျန်စကန်ဖြစ်တဲ့ခလျာ968စကန်ကိုအပိသက်သိမ်းမိုက်နိုင်ရန်ထိုးစစ်ဆင်တိုက်ခတ်မှုများစစ်သားများအစင်ဖမ်းမိပြီးလက်နက်ခဲယမ်းများလည်းတင်စီရရှိခဲ့ကြောင်းချင်းပြည်နယ်စစ်စင်ရေးမှတာဝန်ရှိသူတအူးကပြောကြားပါသည် မလ17ရက်နေ့နနက်9:00နာရီခန့်ကဖလန်းမျိုးရှိတော်လန်ရဲတပ်ဖွဲ့များကထင်းချုပ်ထားတဲ့ဖျားကြောင်စီယာကုံနဲ့ဇေဒီကုံတို့ကစစ်ကောင်စီတပ်ကလေကြောင်းပစ်ကိုယူကာထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဆက်နေဖြစ်ပွားခဲ့ပြီးခလျား168တရင်ကိုအပိသက်သိမ်းပိုင်နိုင်ရန်တံမြန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါသည် 2025ရောက်တဲ့အခါမှာဇန်နဝါရီလကတည်းကစက္ကစဘက်ကလေးရင်နဲ့တက်ရင်အားဖြည့်တာရှိတယ်။ပထမအကြိမ်အယောက်20ကနေ30ဖြည့်တယ်။ဒီလမလ10ရက်နေ့မှာအယောက်40လောက်ကိုထပ်ပြန်ဖြည့်တယ်။ အဲ့ဒီပြန်ဖြေတဲ့အချိန်ကနေပြီးတော့သူတို့ကကျွန်တော်တို့ဖလန်းမှာကတော့ခလရ268နေအနည်းဆုံးဖြစ်တဲ့ဂုံးနှကုံအာစီချက်ချောင်းရှိတဲ့ဂုံးနဲ့စေယုံကြီးရှိတဲ့ဂုံးနှကုံအဲ့ဒီနှစ်ကုံးကတော်တော်လေးအရေးကြီးတယ်အဲ့ဒီဂုံးနှကုံကို2024မှာတင်ပိုင်နိုင်လို့ပဲသူတို့ခလရကိုကျွန်တော်တို့ကကောင်းကောင်းလေးထင်ချုံနိုင်ခဲ့တာအဲ့ဒီဂုံးနှကုံကိုပြန်ယူဖို့ရန်အတွက်သူတို့က17ရက်နေ့မနက်9:00နာရီလောက်ကနေစပြီးတော့ကျွန်တော်တို့ကိုတံပြန်ထိုးစစ်စင်နာတွေရှိရင်သူတို့စစ်စင်ရထိုးတဲ့အချိန်ကစပြီး တိုက်ပွဲကပြင်းထန်နေဒီကနေ့အထီးပေါ်လို့ချင်းကြီးနောင်ဆက်စင်ရဲ့တာဝန်ရှိသူကပြောကြားပါတယ်2024ခုနှစ်ချင်းကြီးနောင်နဲ့မဟာမိတ်တပ်ဖွဲ့များကဖလန်းမျိုးတွင်တပ်ဖွဲ့ဆင်နွှဲခဲ့ရန်ဖလန်းမျိုးတွင်အပါအဝင် အကြမ်းတ်စက်ကောင်စီ၏ခလျား260တရင်အနည်းရှိအဓိကပိုင်ကုန်းနှကုံဖြစ်တဲ့ဖျားကြောင်စီယာကုန်းနှင့်ဆေးရုံကုန်းတို့ကိုတင်မိုက်ကခလျား260တရင်ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် ထွန်တိုချင်းကြီးနောင်တပ်ဖွဲ့နဲ့မဟာမိတ်များထင်ကျုံထားတဲ့ဂုံနကုံကုံပြန်လည်ရရှိရန်အကြမ်းစစ်ကောင်စီတပ်ကစနဝိုင်းလအတွင်မှတကြိမ်မလ10ရက်နေ့ကတကြိမ်လေရင်ဖြင့်စစ်ရင်အားများဖြည့်တင်ကမလ17ရက်နေ့နနက်9:00နာရီခန့်မှာတံမြန်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်ထော်တို့ထိုးစစ်ဆင်တန်းခိုင်းခဲ့ပေမယ့်အကြမ်းမဲ့စစ်ကောင်စီတပ်ကအထင်အားပြီးချင်းညင်အောင်တပ်ဖွဲ့များ၏တံမြန်ထိုးစစ်ဆင်တန်းခိုင်းမှုကြောင့်ခါလီယာ268တန်ရင်အတွင်းစီပွိုင်ကင်းစခန်းများကိုပါထပ်မံတင်စီရရှိမှုရှိကြောင်းသိရှိရပါသည် အဲ့ဒီကောင်နှစ်ကောင်ကိုကျွန်တော်တို့ကကောင်းကောင်းလေးထိနိုင်နေ။နောက်ပြီးတော့ခလီယာ260အတွင်းနဲ့အထီကိုကျွန်တော်တို့ဝင်ပြီးတော့ point တွေတင်ထားတယ်။ခလီယာ260ကိုဆက်လက်ပြီးတော့သင်ပိုင်းနိုင်မှုစ조사နေတဲ့အချိန်တွေမှာရှိတယ်။ချင်းချင်းအောင်ဆက်စင်ရဲ့မဟာမိတ်တွေနဲ့စ조사နေလို့တိုက်ပွဲတော့ပြင်းထန်နေတဲ့အချိန်တွေမှာရှိတယ်။ လေကြောင်းပြက္ခတ်မှုကတော့၁၇ရက်နေ့မှလေရင်အစီးရ20ကျော်လောက်လေကြောင်းပြက္ခတ်မှုပြုလုပ်တာပေါ့လင်းတခါပြုလို့ရှိရင်နှစ်ကျင်းပေါင်900ပုံအများအားဖြင့်ပေါင်900ပုံနဲ့ပဲခြားတာများတယ်ဆိုတော့တော်တော်လေးကိုပြင်ထန်တဲ့အနေအထားမှရှိနေဒါပေမဲ့ကျွန်တော်တို့ဘက်ကနေစကားစရက် point တွေကိုတင်ထားတဲ့ဟာတွေရှိတယ်။နောက်ပြီးတော့အစစ်ဖက်မိတာတွေလည်းရှိတယ်။လက်နဲ့ခံရတဲ့မိတာတွေလည်းရှိပါတယ်။ချင်းညင်အောင်စစ်စင်ကြီးကမကြခင်မှာတိမ်မိုင်းနိုင်မှုအတွက်လည်းကျွန်တော်တို့စူးစမ်းနေတဲ့အချိန်မှာရှိပါတယ်လို့ချင်းညင်အောင်စစ်စင်ရဲ့တာဝန်ရှိသူကရှင်းပြပါတယ်ရှင်။ ျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာတင်ဆက်နာကျမရင်းဆွေလန်းချမ်းမြေကြပါစေရှင်။